မင်္ဂလာပါအခုချိန်ကစပြီးတော့ဒီမေလ12ရက်နေ့တနင်္လာနေ့ညဘက်သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမိပါ ထမဆုံးတော့အရန်ကိုဝန်းနေဖို့ကောင်းတဲ့သတင်းတစ်ပုဒ်ကိုစပြီးပြောပြပါရစေ။ဒီကလေး၁၀ယောက်ကျော်ဘုံကျဲတက်ဖြတ်ခံရတဲ့သတင်းမှာစကိုင်းတိုင်းတပည့်ရင်မျိုးနဲ့ဒီအိုထိန်တွင်းရွာက NUG ရဲ့ဒီအလဲတန်းကျောင်းကိုစစ်ကောင်စီတပ်ကလေကျောင်းကနေဘုံကျဲတက်ခိုက်ခဲ့လို့ကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေအပါအဝင်၁၅ယောက်တေဆုံသွားခဲ့ပါတယ်။ဒီနေ့မနက်ပိုင်းမှာရွာစာတင်ကျောင်းကိုစစ်တပ်ကလေကျောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ တိုက်ဆုံးသူတွေထဲမှာចောင်းသူចောင်းသား73ယောက်နောက်ပြီးတော့ဆ iam မ2ယောက်ကိုအတီးပြုတ်လို့ရထားပြီဖြစ်ပါတယ်ဆက်ပြီးတော့အတီးပြုတ်ဖို့ဟိုလူတွေရှိနေသေးတယ်လို့ဒီထပ်ပြီးတော့ရှာဖွေရေးတွေလည်းလုံးနေပါတယ်နောက်ပြီးတော့ဒီထိခိုက်တရံရထားတဲ့ចောင်းသူចောင်းသားတွေကိုလည်းလုံခြုံစိတ်ချတဲ့နေရာတွေကိုပို့ပြီးတော့ရွှေ့ပြောင်းထားပြီးတော့စေကူတမှုတွေပေးနေပါတယ်အဲ့ဒီထဲမှာဆိုရင်လည်းအသက်အန္တရာယ်ဆိုးရင်ရတဲ့ကလေးတွေအများကြီးရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်စကိုင်းတိုင်းဒီကမ့်ဘလူးကပစီကြီးလေချောင်းပုံကျဲ က်ခိုက်ခံရမှုနောက်ပြီးတော့ကချင်ပြည်ဖက်ကန့်ဒေသကအနက်ပါမှာဒီလေကြောင်းဘုံကျဲတက်ခိုက်ခံရမှုတွေပြီးရင်အခုဘုံကျဲမှုကအဆိုးရွားဆုံးဖြစ်တယ်လို့ဆိုကြပါတယ်ပြီးတော့ဒီကိုနှစ်အရွယ်အမျိုးသမီးငယ်လေးတယောက်မဒိန်ကျင့်တက်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးတော့အပြင်းထန်ဆုံးပြစ်ဒဏ်ပေးဖို့ရခိုင်အရက်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုလိုက်ကြပါတယ်ရခိုင်ပြည်ဒီမင်းပြားမြို့နယ်ထဲကဖားပြူရွာမှာ မေလ6ရက်နေ့ကအသက်9နှစ်အရွယ်အမျိုးသမီးငယ်လေးကိုမဒိန်ကျင့်တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။မဒိန်ကျင့်တက်ဖြတ်ခံရမှုကိုကျူးလွန်တဲ့အသက်30ကျော်အရွယ်ကိုမြအတန်းကိုစစ်ဆေးပြီးတော့ဥပဒေအတိုင်းအကြီးမားဆုံးပြစ်ဒဏ်တွေချမှတ်ပြီးတော့အရေးယူပေးဖို့အာရခပြည်သူတော်လှန်ရေးအစိုးရကိုရခိုင်ရက်ဖက်အဖွဲ့စည်း12ဖွဲ့ကတောင်းဆိုထားပါတယ်။ ကျူးလွန်သူကအမျိုးသမီးငယ်လေးကိုမဒိန်ကျင့်တက်ဖြတ်ပြီးတဲ့နောက်မှာဒီတစ်ပင်တပင်မှာရုပ်အလောင်းကိုချိတ်ဆွဲခဲ့တာဖြစ်ပါတယ်ကျူးလွန်သူကိုမြတန်းကိုအာရခတက်တော်အေအေကဖမ်းဆီးထားပြီးဖြစ်ပါတယ်ဒီဖြစ်စဉ်ဟာတော်တော်မှဆိုးဆိုးရွားရွားရဲရဲဆက်ဆက်ကျူးလွန်ခဲ့တဲ့ပြစ်မှုလို့ဆိုရမှာပါအာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့ဒီစစ်မှန်တဲ့တာဝန်ခံမှုပြီးလို့ရှင်တရားစီရင်မှုနဲ့တရားမျှတမှုတွေကိုယူဆောင်ပေးမယ်လို့ယုံကြည်တယ်လို့ရခိုင်အဖွဲ့အစည်းတွေကပြောဆိုထားပါတယ် ော့ကဘာနဲ့ဒေတာအတွင်းကသတင်းတွေကိုပြောပြပါမယ်။မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကသူစီးဖို့အတွက်လေရင်တစည်းဝယ်လိုက်တာနဲ့ပတ်သက်လို့ဝေဖန်မှုတွေတော်တော်လေးကိုမြင့်တက်နေပါတယ်။တစ်ချိန်တည်းမှာပဲအမေရိကန်မှာတော့အမေရိကန်သမ္မတစီးဖို့ဒီ Air Force 1လေတပ်အမှတ်1လို့ခေါ်တဲ့လေရင်အဖြစ်အသုံးပြုဖို့လေရင်ကြီးတစည်းကို သူများကလက်ဆောင်ပေးတော့မှာဖြစ်ပါတယ်။ဒေါ်လာတန်400တန်းလက်ဆောင်ဒီ Boring 7478လီယင်ကြီးကိုကာတာနိုင်ငံကအမေရိကန်သမ္မတဒိုနယ်ထရမ့်ကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်။ဒီစဲဥပဒေအရနိုင်ငံခြားအစိုးရကပေးတဲ့တံဖိုးကြီးလက်ဆောင်ကို အမေရိကန်အစိုးရအဖွဲ့ကပွင့်လင်းမြင်တာမှုရှိရှိနဲ့လက်ခံသွားမယ်လို့လည်းအမေရိကန်ကပြောပါတယ်။အမေရိကန်သမ္မတတွေစီးဖို့ဒီ Air Force 1လေတပ်အမတ်တလို့ခေါ်တဲ့လီယင်အဖြစ်အခုလီယင်ကြီးကိုအသုံးပြုသွားမှာဖြစ်ပါတယ်။လက်ရှိသုံးနေတဲ့ Air Force 1လီယင်ကနှစ်ပေါင်း40 က်တန်းရှိနေပြီဖြစ်ပြီးတော့ အခုလက်ဆောင်ရမယ့်လေရင်ကိုအဲ့ဒီမှာအစားထိုးပြီးအသုံးဆွဲသွားမှလို့ဆိုပါတယ်ကာတာနိုင်ငံကလက်ဆောင်ပေးတဲ့747လေရင်ကြီးရောက်လာလို့ရှိရင်အမေရိကန်လေတပ်ကိုလွှဲသွားမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့အမေရိကန်လေတပ်ကအမေရိကန်သမ္မတစီနင်းလိုက်ပါတဲ့လေရင်မှာ ရှိတင်ရှိထိုက်တဲ့ပြင်ဆင်မှုတွေတက်ဆင်မှုတွေကိုလှုပ်ဆောင်ပြီး2029ခုနှစ်လောက်မှာ Air Force 1လေတပ်အမှတ်1အဖြစ်အသုံးပြုနိုင်ဖို့ခန့်မှန်းထားကြပါတယ်ဒေသတွင်းကသတင်းတ ုတ်ကိုပြောပြပါမယ်ဒါကတော့ဒီကူးဆက်ယောဂာနဲ့ဆိုင်တဲ့တဲ့ထဲမှာထိုင်းနိုင်ငံကတရိတ်ဆန်တွေစီမှာဒီတောင့်တန်း Andres Yoga ကူးစက်နေတယ်ဆိုတဲ့သတင်းတွေကြောင့်အိန်းနီးချင်းကမောရီးယားနဲ့ဒီ Laos နိုင်ငံတွေက Time Tracing တင်သွင်းမှုကိုပိတ်ပင်လိုက်ပါတယ်။မွေးမြူရေးတရိတ်ဆန်တွေအပြင်သူတို့နဲ့ပတ်သက်တဲ့ထုတ်ကုန်ပစ္စည်းတွေအားလုံးကိုယာယီပိတ်ပင်ထားလိုက်တာဖြစ်ပါတယ်။ကမောရီးယား site ပြိုးရေးဒီတစ်တော့နဲ့အငါးလုပ်ငန်းဝင်ကြီးဌာနကထောက်တန်းယောဂဖြစ်ပွားမှုကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။အခုထိတော့ကမောရီးယားနိုင်ငံမှာဒီထောက်တန်းယောဂကူးစက်မှုကိုမတွေ့ရသေးပါဘူး။ လာအိုနိုင်ငံကတော့မေလ9ရက်နေ့ကလေးကဝက်အမဲစိတ်နဲ့မြင်းသားတင်ပို့မှုတွေကိုပိတ်ပင်ထားတယ်လို့ဆိုပါတယ်။ထိုင်းရဲ့အိမ်နီးချင်းနောက်ထပ်နိုင်ငံတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံမှာတော့ထိုင်းနိုင်ငံမှာတောင်တန်းယောဂကူးဆက်ပြန့်ပွားနေတာကိုမသိသေးလို့လားတော့မသိပါဘူး။ကာကွယ်တားဆီးတာတွေဒီအရေးယူမှုတွေလောက်တာမျိုးမရှိသေးပါဘူး။ထိုင်းနိုင်ငံကတော့မေလ10ရက်နေ့အထိအတည်ပြုနိုင်တဲ့အချက်လက်တွေအရာတောင်တန်းယောဂတင်မရှိသေးဘူးလို့ထုတ်ပြန်ကြေညာထားပါတယ်။ထိုင်းဆရာဝန်တယောက်က အရေပြားမှာအရေကြီးဖူးတွေနဲ့နောက်ပြီးတော့ဒီဆက်လိမ်မီနဲ့ထိုးထားတယ်လို့မျိုးဒဏ်ရာတွေရှိတယ်လက်မောင်းကျိုးနေတယ်အသက်55နှစ်အရွယ်အမျိုးသမီးတစ်ယောက်ကိုတောင်တန်းယောဂါရှိတယ်လို့တန်တရားဖြစ်ခဲ့တာပါဆိုတော့အဲ့ဒီကနေပဲစတင်ခဲ့တာလို့ဆိုရမှာဖြစ်ပါတယ်ဒါပေမဲ့ဓာတ်ခွဲဆန်းသက်ပြီးတဲ့နောက်မှာတော့ထိုင်းကျန်းမာရေးဌာနကတောင်တန်းယောဂါအဖြစ်အတည်မပြုနိုင်ခဲ့ပါဘူး ဟိုတနေ့ကကျွန်တော်တို့ပြောခဲ့တဲ့ဒီဆိုဗီယက်ခေတ်ကအာဂါဒအစိတ်အပိုင်းတွေကဘာမြေပေါ်ကို ပြန်ကျလာမယ်ဆိုတာအခုတော့တကယ်ပြန်ကျလာခဲ့ပါပြီ ရုရှားအာဂါသသိပ္ပံရဲ့အစုအရာတော်တန်တဝက်လောက်ရှိတဲ့ဒီကော့စမိုအာဂါသယင်အစိတ်ပိုင်းတွင်ဟာအာရှဒေသဖြစ်တဲ့အိန္ဒိယသမုတ်တရားတွေကိုကြာသွားတယ်လို့ထုတ်ပြန်ပါတယ်။ဒါပေမဲ့လူတဦးတယောက်ကမှထိခိုက်တာမျိုးတော့မရှိဘူးလို့လည်းဆိုပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့ကျွန်တော်တို့ဒီမူလဝတ္တသတင်းတစ်ပုတ်ကိုပြောပြပါမယ်။မုတ်တုံရာတီကဆလာပြီဖြစ်တာကြောင့်ထိုင်းနိုင်ငံတောင်ပိုင်းမှာအာမိုးကြီးနိုင်တယ်လို့ထိုင်းမူလဝတ္တဌာနကထုတ်ပြန်လိုက်ပါတယ်။ချင်းမိုင်အပါဝင်ထိုင်းမြောက်ပိုင်းဒေသမှာတော့ နှွေမုံတိုင်းတွေတိုက်ခိုက်နိုင်တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံအတွက်ကတော့ဒီကနေ့မေလ12ရက်နေ့နဲ့မေလ13ရက်နေ့မှာမုတ်တုံလေးစဝင်နိုင်ခြင်းရှိပြီးတော့တနင်္သာရီမွန်ပြီးရင်ကရင်အေယာဝတီတိုင်းအရန်ကုန်နဲ့ပဲခူးတိုင်းဒေသကြီးတွေထဲမှာတော့လေရောမိုးရောကြီးနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားကြပါတယ်ရှင် တင်းနဲ့မီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တင်းနှလာနေရနေတောက်ကြနေညဘက်တိုင်းမှာဒီရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။ကျမတို့ရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။